င်္ဂလာပါ။ level 10ရဲ့ညနေခင်းသတင်းကိုတင်ဆက်ပေးပါပါ။တင်ဆက်ပေးမယ့်သတင်းတွေကတော့စံတော်ရှင်ဇင်းကြိုက်စီတော်မြတ်ကြီးမူချုခဆိုတဲ့နောက်ဆုံးညနေခင်းသတင်းပါဝင်တထုံမြို့နယ်သူရဝတီမြို့တောင်ကြားရက်ကွယ်လက်ပံကုန်းအပိုင်းရှိတောင်ရသောရလန်းနေလက်သေးပေါ်တွင်တနက်တရာများဖြင့်တင်ဆုံးနေတဲ့လူငယ်3ဦးရုပ်လောင်းများတွေ့ရှိတယ်ဆိုတဲ့သတင်း။အိန္ဒိယရှိလေဆိပ်22ခုကိုအစိုးရညွှန်ကြားချက်ဖြင့်မေလ10ရက်ထိပိတ်မယ်ဆိုတဲ့သတင်း။ချန်ပီယံလိမကန်ဆိုးရေးထွက်ခဲ့ရပြီးလက်ရှိရာသီအကောင်းဆုံးအသင်းမှာအာဆင်နယ်ဖြစ်တယ်လို့အတီတာကြွေးကြော်ရေးဆိုတဲ့သတင်း။အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ အိုးဆောင်တရင်တို့အနေနဲ့စံတော်ရှင်ဇင်းကြိုက်စီတော်မြတ်ကြီးမူချုခဆွေတရင်ကိုတင်ဆက်ပေးပါပါ။မုံပြင်းနယ်ပေါင်မြို့နယ်ဇင်းကြိုက်မြို့ဇင်းကြိုက်တောင်ပေါ်ရှိစံတော်ရှင်ဇင်းကြိုက်စီတော်မြတ်ကြီးမှာ မေလ9ရက်နေ့မိုးလဲပိုင်းကမူချုခခဲ့တယ်လို့ဒေသခံများထံကနေသိရပါတယ်။မေလ9ရက်နေ့မိုးလဲတနာရီကန်ကမိုးတိမ်များအုံမိုးလာကမိုးရသွန်းမှုမရှိပဲမိုးချင်းတန်တဲ့အတူမိုးချဲ sorry မိုးချင်းတန်တဲ့အတူမိုးချိုး၆ချက်ပြစ်ချခဲ့ကြောင်းဒေသခံတို့ကပြောကြားပါတယ်။ ၎င်းကဆက်လက်ပြီးမိုးကြိုးကဇီရောမြကြီးရဲ့အရှိတောင်တောင်အင်္ကာတောင်ပစ္စယကုန်းကိုထိမှန်ခဲ့တာပါလို့ပြောကြားခဲ့ပါတယ်။မိုးကြိုးထိမှန်တဲ့နေရာတွင်အုတ်သားများပြက်စီးမှုတချို့ရှိခဲ့ကြောင်းနဲ့မိုးကြိုးပြစ်ပြီးနောက်မိုးတိမ်များပြန်လည်ကင်းစင်သွားပြီးရာသီဥတုပြန်လည်ကြည်လင်သွားတယ်လို့၎င်းဒေသခံကဆိုပါတယ်။ပေသုံးတောင်မြင့်ရှိဇင်းကြိုက်တောင်ပေါ်တွင်တည်ထားတဲ့ထူဆန်းတော်ရှင်ဇင်းကြိုက်ဇီရောမြကြီးအရှိတောင်တောင်အင်္ကာတောင်မှာမကြာခဏမိုးကြိုးခါလေးရှိကြောင်းလဲဒေသခံများကြီးပြောကြားချက်များအရာသိရပါတယ်။ ဆက်လက်ပြီးတထုံမြို့နယ်တူဝနဝတီမြို့တောင်ကြားရက်ွက်လက်ပံကုန်းအပိုင်းစီတောင်ရသွားရတော်လန့်နဲ့လက်တဲပေါ်တွင်တနက်တရာများဖြင့်တည်ဆုံးနေတဲ့လူငယ်၃ဦးရုပ်လောင်းများတွေ့ရှိတယ်ဆိုတဲ့ကိုတင်ဆက်ပေးပါပါတထုံမြို့နယ်တူဝနဝတီမြို့တောင်ကြားရက်ွက်လက်ပံကုန်းအပိုင်းမှာရှိတယ်တောင်ရသွားရတော်လန့်နဲ့လက်တဲပေါ်မှာတနက်တရာတွင်တည်ဆုံးနေတဲ့လူငယ်၃ဦးရဲ့ရုပ်လောင်းတွေကိုတွေ့ရှိခဲ့တယ်လို့မြို့ကန်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ် မေလ6ရက်မနက်6နာရီခွဲအချိန်ခန့်ကအဆိုပါတောင်ကြားရက်ကွက်လက်ပံကုန်းအပိုင်းတောင်ရရီရှိရာကိုသွားတဲ့တော်လန်မှာတနက်တရရီနဲ့တင်းဆုံနေတဲ့လူငယ်2ဦးရဲ့ရုံအလောင်းတွေကိုဒေသခံတောင်သူတို့ကတွေ့ရှိခဲ့တာဖြစ်ကြောင်းသဝနဝတီမြို့ကန်တို့ကပြောပါရယ်၎င်းကဆက်လက်ပြီးလူငယ်2ယောက်က Honda Wave 100အမျိုးအစားဆိုင်ကယ်ပေါ်မှာတနက်တရရီနဲ့တင်းဆုံနေတာမျိုးတွေ့ရတယ်သူတို့ရဲ့အနီးမှာ 9mm ဂျီကွန်ခုနှစ်ခုတွေ့ရတယ်။တေဆုံးနေသူနှစ်ဦးကအသက်22နှစ်အရွယ်အပီကောဆိုသူနဲ့ အသက်30အရွယ်ဝင်းကိုဦးဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။သူတို့ကတောင်ကြားရွက်ကမှနေထိုင်သူတွေပါလို့ပြောပါတယ်။နောက်ထပ်လူငယ်တအူးဖြစ်သူအသက်23နှစ်အရွယ် စိုးပြစ်ထူဆိုသူရဲ့ရုပ်အလောင်းကိုလေတောထဲမှာရှိတဲ့လေတဲပေါ်မှာတွေ့ရှိခဲ့တာဖြစ်ကြောင်းနဲ့အဆိုပါလေတဲပေါ်မှာရှိတဲ့ပလိုင်းအတွင်းကနေလေ WY စာရန်ပါစိတ်ကြွရည်သွေးစေပြအပြား60၊မူရစေဝါ300ရာမအသုံးပြုတဲ့ခဲပြအပိုင်းအစာတွေ၊တူမီတနက်မှာထဲသွင်းအသုံးပြု ပြစ်ခတ်တဲ့ဘောစီရှင်လုံး၊ရုံလုံးအနီးမှာလီယိုဘီယာဘူးကွန်တစ်ခုနဲ့9 mm ဂျီကွန်၈ခု၊ဂျီဖူးနှစ်ခုတွေ့ရှိခဲ့ရကြောင်းလဲ၎င်းဒေသခံကဆိုပါတယ်။ တနက်ထရီရီနဲ့တည်ဆုံနေတဲ့လူငယ်သုံးရဲ့ရုပ်အလောင်းတွေကိုဒေသခံလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့တွေကသူဝနဝတီမြို့မှာရှိတဲ့တင်စိတ်တိုင်းနယ်စည်းရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။တနက်ထရီရီနဲ့တည်ဆုံနေသူတွေကိုသက်ဆိုင်ရာကစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ရာအပီကောဆိုသူမှာပါဇက်ကြည်ဖောင်းဝင်တန်းရာညာဘက်ရင်ဘက်ကြည်ဖောင်းဝင်တန်းရာဝင်းကိုဦးဆိုသူမှာပါဇက်ကြည်ဖောင်းဝင်တန်းရာညာဘက်နှစ်ထင်ကြည်ဖောင်းဝင်တန်းရာ စိုးပြေထူးဆိုသူမှာဘေဘက်ပိုက်ဂျီဖောင်းဝင်တရားဘေဘက်နှစ်ထင်ဂျီဖောင်းဝင်တရားတွေရရှိပြီးတည်ဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့လိုတနက်တရားတွေနဲ့တည်ဆုံးနေကြတဲ့လူငယ်သုံးဟာမြေတိအကြောင်းကြောင့်တနက်နဲ့ပြစ်ခတ်ခံရပြီးတည်ဆုံးနေကြတဲ့ဆိုတာကိုမသိရသေးကြောင်းအစိုးရဒေသခံတွေကဆိုပါတယ်။ပြီးခဲ့တဲ့မေ3ရက်ကလည်းတန်ဖြူစင်ရဲ့မြို့နယ်ထင်းရှူကျေးရွာနေဒေသခံအမျိုးသားတအူးဖြစ်သူကိုစိုးတန်းခေါ်တာကြီးဆိုသူဟာလည်းလက်နက်ကန်တွေရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့သေးတာဖြစ်ပါတယ်။ ဆက်လက်ပြီးအိန္ဒိယရှိလေဆိပ်20ခုကိုအစိုးရညွှန်ကြားချက်ဖြင့်မေလ10ရက်ထိပိတ်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပြီးမှာပါအိန္ဒိယမြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းဒေသမှာရှိတဲ့လေဆိပ်20ခုကိုအစိုးရညွှန်ကြားချက်ဖြင့်မေလ10ရက်နေ့ထိပိတ်ထားမှာဖြစ်တယ်လို့သိရပါတယ်အိန္ဒိယစစ်တပ်ကပါကစ္စတန်ဘက်ကိုစင်တော်စစ်ဆင်ရေးပြုလုပ်ပြီးနောက်ကက်ရှမီးယားတောင်ကြားကြီးတစ်ခုထဲသောရှိနကားပြည်ပြည်ဆိုင်ရာလေဆိပ်ကိုအာဏာပိုင်များကမေလ9ရက်တွင်ချက်ချင်းပိတ်ပင်လိုက်ပါတယ်။ ကက်ရှမီးယားဒေသသူဝင်ရောက်လာတဲ့အရက်ဖက်လေယာဉ်များရောကက်ရှမီးယားမှာထွက်ခွာမဲ့လေယာဉ်များပါရပ်ဆိုင်းလိုက်ရကလေဆိပ်အုံပြုတ်ခွင့်ကိုအိန္ဒိယစစ်တပ်ကသာရယူထားပါတယ်။ခရီးသွားအေဂျင့်တို့ကအဆိုပါလေဆိပ်တို့အရက်ဖက်လေယာဉ်များအဝင်ထွက်ရှိမည်မဟုတ်သည်ကိုအကြောင်းကြားချက်ရရှိထားကြောင်းနဲ့လေဆိပ်ထိန်းချုပ်ခွင့်ကိုစစ်တပ်တို့လွှဲပေးထားပုံရကြောင်းပြောပါတယ်။ဒေသခံများကလည်းလေဆိပ်အနီးလမ်းမပေါ်တဲ့အသွားအလာအနေချင်းသာရှိပြီးလေဆိပ်ပေးလိုက်တဲ့အတွက် ရခိုင်ကကက်ရှမီးယားတောင်ကြားသို့လာရောက်လည်ပတ်မယ်တိုးရစ်များစွာအလာရက်သွားပြီလို့ဆိုကြပါတယ်။ဒေသခံများကဘေးလွတ်ရာရှေ့ပြောင်းလိုက်ပြီဆိုတဲ့ပြောဆိုမှုများလည်းထွက်ပေါ်နေပြီးရဲရာရှိတအူးကမူကောလာဟာလာတသက်လို့မှတ်ချက်ပေးထားပါတယ်။နောက်ဆုံးသတင်းမုတ်အနေနဲ့ချန်ပီယံလိမကန်ဆိုးရထွက်ခဲ့ရပြီးလက်ရှိရာသီအကောင်းဆုံးအသင်းမှာအာဆင်နယ်ဖြစ်တယ်လို့အာတီတာကြွေးကြော်တယ်ဆိုတဲ့ငုံတင်ဆက်ပေးပါပါ။အာဆင်နယ်အသင်းဒီပြအာတီတာကချန်ပီယံလိကနေကန်ဆိုးလို့ထွက်ခဲ့ရပြီးလက်ရှိရာသီချန်ပီယံလိရဲ့အကောင်းဆုံးအသင်းဟာအာဆင်နယ်ဖြစ်တယ်လို့ကြွေးကြော်ခဲ့ပါတယ်။ အာဆင်နယ်ကချန်ပီယံလိဖိုင်နယ်ရောက်သင့်ပေမဲ့မရောက်သင့်ခဲ့တာနဲ့နာတယ်လို့လည်းအာတီတာကယုံကြည်နေတာပါကျွန်တော်တို့အသင်းထက်လက်ရှိရာသီချန်ပီယံလိမှာပိုကောင်းတဲ့အသင်းမရှိပါဘူးဒါပေမဲ့ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်ကျွန်တော်ကစားသမားတွေအတွက်ဂုဏ်ယူပါတယ်နှစ်ပွဲစလုံးမှာသူတို့အသင်းကိုယ်သမားကတိတ်ပြီးကောင်းမွန်ခဲ့ပါတယ်ကျွန်တော်တို့အသင်းသာကစားသမားအစုံအလင်နဲ့အကောင်းဆုံးပုံစံသာပိုင်ဆိုင်ခဲ့ရင်အခုလိုပြိုင်ပွဲကနေထွက်ရမှာမဟုတ်ဘူးလို့အာတီတာကပြောခဲ့ပါတယ်အာတီတာက PSG အသင်းကကိုယ်သမားဒေါ်နာရမ်မာလက်ဆန်းပြလို့နိုင်ပွဲရတာဆိုပြီးတော့လေတုံ့သက်ခဲ့ပါတယ် အာဆင်နယ်အသင်းကချန်ပီယံလိဆီမီဖိုင်နယ်မှာ PSG ကိုနှစ်ကြိမ်စလုံးရှုံးပြီးပြိုင်ပွဲကနေထွက်ခဲ့ရတာပါအာဆင်နယ်အသင်းကချန်ပီယံလိမှာတကားမှဘူးမဆွဲဘူးပဲဖိုင်နယ်အဆင့်ကို2006ခုနှစ်တစ်ချိန်သာတက်ရောက်ဖူးပါတယ်အာတီရာလက်ထက်မှာအာဆင်နယ်က2020ခုနှစ်က FA ဖလားတစ်ချိန်သာရဖူးပြီးအဲဒီနောက်ပိုင်းမှာဖလားလက်မဲ့ရာသီတွေနဲ့ဇက်တိုက်အင်ဆိုင်နေရတာပါအလဲမရုပ်တရရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ